ဟာဂျူလီယာဂျွန်နိုနဲ့ဖယားမားရဲ့ကျေးဇူးတိုင်းမှုကြောင့်သူ့ရဲ့မိသားစုကိုရန်သူနဲ့မှားပြီးတိုက်ခဲ့ပါတယ်။ဒီအတွက်ကြောင့်သူဟာနှစ်ပေါင်းများစွာတည်ပူးသွေးသောကရောက်နေပြီးတော့နောင်တကြီးစွာလည်းရနေပါတယ်။သူ့ရဲ့ပြည့်တွေကိုဆေးကြောဖို့အတွက်နတ်ဆရာမကိုမေးတဲ့အခါနတ်ဆရာမကယူသီတီရဲ့ဘရင်စီမှာအမှုထမ်းပြီးတော့ဘရင်ခိုင်းတဲ့လုံးဆဲကိုကိုပြီးသွားရင်အပြည့်တွေကြည်အေးသွားမယ်လို့ပြောခဲ့တာကြောင့်ဘရင်ယူကီတီရဲ့စီမှာအမှုထမ်းခဲ့ပါတယ်။ဂျွန်နိုနာဘယမားရဲ့လုံဆောင်မှုကြောင့်ယူသီတီရဲ့ဘရင်ကဟာဂျူလီရဲ့အသက်ကိုသေသေနိုင်တော့တဲ့ခက်ခဲတဲ့လို့ဆဲကူကိုခိုင်းခဲ့ပါဗါး ပရမသွန်လို့ကတော့နဗျားရရဲ့လက်နက်ကလည်းပြီးဘာလက်နက်မှမထိုးပေါက်နိုင်တဲ့ဒီကိုပိုင်ဆိုင်ထားတယ်။နီမီယန်ဒီတာကကြီးမားတဲ့နီမီယန်ချင်းစီကြီးကိုတပ်ပေးဖို့ပဲဖြစ်ပါတယ်။ဟာဂျူလီယာယူသီရီယာဘရင်ရဲ့ပရမသွန်ပေးရတဲ့လူကိုပြမြဖို့အတွက်သူ့ရဲ့ခရီးစဉ်ကိုစတင်ခဲ့ပါတယ်။သူ့ရဲ့ကြီးမားတဲ့လက်ဆွဲတော်ဒေါ်လန်နဲ့သူတယောက်တည်းသာပြင်နိုင်တဲ့တာမာတဲ့လင်းနဲ့မြောက်ကိုလွယ်ပြီးတော့ဒီခရီးစဉ်ကိုတယောက်တည်းစတင်ခဲ့တယ်လို့ဒါနာယူနီမှာဖော်ပြကြပါတယ်။သူ့ရဲ့ခွန်အားနဲ့ယုံကြည်ချက်ကိုအားကိုးပြီးတော့နီမီယန်ဒီတာကိုခြေချင်းခရီးနေနေပါတယ်။ မြေမြန်ဒေသဟာအာကိုလဒေသရဲ့အရှေ့မြောက်ပိုင်းမှာတည်ရှိပြီးတော့တောထူကြတဲ့တောင်နှံ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။မြေမြန်ချင်းစစ်ဆိုတာကတော့လူတပိုင်းမေတ္တဝိုင်းနဲ့ရဲစက်ကြံ့ကြုံတဲ့ဒိုင်ဖုန်နဲ့အေခေတနာလို့ခေါ်တဲ့ဘလူးလင်မယားကမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။နတ်ဖရားတွေရဲ့ဒေသဖြစ်တာရဲ့ပြင်ကိုပိစားကကရဲစက်ကြံ့ကြုံတဲ့သတ္တဝါရဲ့ဖြစ်တာကြောင့်မြေမြန်ချင်းစစ်ရာတာမန်ချင်းစစ်တွေနဲ့မတူပဲအလွန်ကြီးမားပြီးတော့ချောင်းမဖက်ကောင်းတဲ့ခွန်အားနဲ့အဆန်းတက်တွေကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။သူရဲ့ဟေးရောင်းတိုင်ကမိုင်းပေါင်းများစွာတွေကြားရတယ်လို့ဆိုပါတယ်။ သူရတဲ့ရေဟာလက်ဖျားရည်ရဲ့လက်နဲ့ကောင်လှုပ်ပြီးဘာလက်နဲ့မှမထိုးပေါက်နိုင်လို့လည်းဆိုကြပါဗျ။ဒါကြောင့်လူရည်ရချင်းသေးရတက်ခိုင်းမှုကိုခံနိုင်ရင်မရှိပဲအများပြားသေဆုံးခဲ့ကြရပါဗျ။ချင်းသေးရနေမြန်ဒေသတော်ဝိုင်းမှာလွတ်လပ်စွာသွားလာပြီးတော့လူတွေကိုတပ်ဖြတ်ကာကလေးသံတွေကိုဖျက်ဆီးနေတာကြောင့်ဒေသခံတွေတဲ့ကြီးမားတဲ့ဘေးရနေရတခုဖြစ်နေပါဗျ။ဟာဂျူလီယာပြင်းမသွားတဲ့နေမြန်ဒေသကိုရောက်ရှိလာပြီးတော့ချင်းသေးဘုဆတ်တန်ရှောက်ပေးပါတော့တယ်။ချင်းသေးရဟင်းရောက်တာကိုလိုက်တဲ့အခါမှာတော့တောအုပ်ထဲမှာလှည့်လည်သွားလာတဲ့ချင်းသေးရခြေရာတွေကိုတွေ့ရှိခဲ့ပါဗျ။ ခြေရာတွေကတခြားရှင်သေးတွေကပိုကြီးပြီးတော့မြေပြင်မှာပိုပြီးနှဲ့ဝင်နေတာကြောင့်နေမရရှင်သေးရဲ့ခြေရာဆိုတာကိုသိတတ်ရပါတယ်။ရဲတပ်ကြောင့်ခြောက်ပွေပြီးတဲ့နောက်မှာတော့လူလူကင်းမတဲ့လိုင်းကိုတစ်ခုတည်းမှာရှင်သေးကိုတွေ့ရှိခဲ့ပါတယ်။လိုင်းကမှာအပေါင်းတစ်ခုရှိပြီးတော့ရှင်သေးရဲ့အန်ရယ်ကိုချောင်းချဖို့အတွက်တပောက်ကနေဝင်ပြီးနောက်တစ်ပောက်ကနေထွက်လေးရှိပါတယ်။ဟာဂျူလီယာချင်းသေးကြီးကိုဘယ်လိုတိုက်ခတ်ရမလဲဆိုတာကိုတော်လေးစဉ်းစားခဲ့ရပါတယ်။သူရဲ့လေးများနဲ့ပြည့်ခတ်ရင်လည်းပေယောကမတို့ပေါောင်းနိုင်မှုဆိုတာကိုလည်းသူသိထားပါဗျ။ ဒါကြောင့်သူကညံဝသွုံးပြီးတော့ချင်းလေးကိုနိုင်ဖို့တဲ့ကြိုးစားပါတယ်။ပထမဦးသောဟာဂျူလီယာလှိုင်ငူရဲ့ဝင်ပေါက်တစ်ခုကိုကြီးမားတဲ့ကြောက်တုံးကြီးတွေနဲ့ပေးထုတ်လိုက်ပါတယ်။ပြီးတော့ကြံတဲ့ဘောက်ကနေချင်းသေးကြီးထွက်လာအောင်သူ့ရဲ့လေးနဲ့မြက်ကိုအသွိုးပြီးတော့လှိုင်ငူတဲ့ကိုပြက်ခတ်ပါတော့တယ်။မကြာခင်မှာပဲချင်းသေးကြီးကရန်သူရှိနေတာကိုသိတိထားမိပြီးသွားသားတကြီးအဟုန်နဲ့လှိုင်ငူတဲ့ကနေထွက်လာပြီးဟာဂျူလီကိုတိုက်ခိုက်ပါတော့တယ်။ဟာဂျူလီယာသူ့ရဲ့တုပ်ကိုအသွိုးပြီးတော့ချင်းသေးကြီးကိုအကြမ်းကြီးရိုက်နေခဲ့ပေမဲ့ချင်းသေးရဲ့တေးရမာကျော်နှောင်းလာရဘာမှမဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာဟာဂျူလီယာသူ့ရဲ့အင်အားကိုသုံးပြီးတော့ရှင်သေးကြီးကိုဖမ်းဆိုးလိုက်ပါတယ်။ရှင်သေးရဲ့လက်ပင်ကိုသူ့ရဲ့လက်မောင်းတွေနဲ့တင်းတင်းကြပ်ကြပ်ညှစ်ထားလိုက်ပါတယ်။ရှင်သေးကလုံရောက်ဖို့အတွက်ရုံးကပင်မှာဟာဂျူလီယာကြီးမားတဲ့ခုံပါကိုတော့မရှင်နိုင်ခဲ့ပါဘူး။တဖြည်းဖြည်းနဲ့ရှင်သေးကအသက်ရှူကြပြီးတော့အသေးဆုံးသွားခဲ့ပါတယ်။ရှင်သေးကြီးကိုတပ်ပြီးတဲ့နောက်မှာဟာဂျူလီယာသူ့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့တရေကိုရယူဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဓာတ်နဲ့ဖြစ်သေးလှန်နဲ့ဖြစ်သေးဘလို့မှမထိုးပေါက်နိုင်တဲ့မာကျော်လုံးတဲ့တရေကြောင့်ခက်တွေ့နေပါတယ်။မဆိုးမှာတော့ဟာဂျူလီယာရှင်သေးရဲ့လက်သေးတွေအလွန်မှာကျော်ပြီးတော့ထက်မြက်နေတာကိုသတိရသွားပါတယ်။ ဒါကြောင့်ချင်းသက်ရဲ့ကိုပိုင်နေတဲ့တွေကိုအသုံးပြုပြီးတော့တေးရီကိုခွာယူနိုင်ခဲ့ပါတယ်။ဟာဂျူလီယာချင်းသက်ရဲ့တေးရီကိုဝတ်ဆင်ပြီးတော့ယူစီရီယာဘရင်တေးရီကိုပြန်သွားခဲ့ပါတယ်။ယူစီရီယာကချင်းသက်တေးရီကိုဝတ်ဆင်ပြီးတော့ပြန်လာတဲ့ဟာဂျူလီကိုမြင်တဲ့အခါမှာတော့အလွန်ကြောက်လန့်သွားခဲ့ပါတယ်။ယူရီတီယာကနောက်ပိုင်းမှာတော့ဟာဂျူလီတို့ရဲ့အလို့တွေကိုပုံမှန်ခံခဲ့အောင်အသေးသင့်ခဲ့ပေမဲ့နေမီယာချင်းသက်ကိုတတ်နိုင်ခဲ့တဲ့ဟာဂျူလီရဲ့အသွမ်းသက်တွေကိုတော့ထင်ကြီးသွားခဲ့ပါတယ်။နေမီယာချင်းသက်ရဲ့တေးရီကဟာဂျူလီတို့အမြဲတမ်းအကာအကွယ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဘယ်လင်းနဲ့နဲ့မှမထုပေါင်းနိုင်တဲ့အတွက်သူ့ကိုရန်သူတွေရဲ့အန်ဒီရကနေလည်းကာကွယ်ပေးခဲ့ပါတယ်။ဒီအောင်မြင်မှုကဟာဂျူလီရဲ့လိုစင်းတဲ့ရက်ထဲမှာပထမဆုံးနဲ့အရေးပါတဲ့ချိန်နှတစ်ခုဖြစ်ခဲ့ပါတယ်။အခုပြောပြပေးခဲ့တာကတော့ဟာဂျူလီရဲ့နေမယားချင်းသေးကိုအောင်နိုင်ခြင်းပဲဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှင်းနေတဲ့ပိုင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ဆောင်းလွှတ်ကြည့်ရှုပေးဖို့လည်းတိုက်တွန်းချင်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးတဲ့အတွက်ဒုတိယချင်းသေးတိုင်းကိုလည်းကျေးဇူးတို့တင်ရှိပါတယ်။